တခါတော့ကဒေါနတ်ကြီးတစ်ခုထဲမှာခြင်နဲ့အိုကြီးတကောင်ရှိလေတဲ့တော်ပြင်မယ်ဆိုပါတော့သူဟာငယ်ရွယ်စဉ်ကတော့အာကားမောင်းတံမလို့တတော်လုံးတတော်လုံးထင်ရဆိုင်နိုင်တဲ့အင်အားမျိုးရှိခဲ့ပါတယ်။ဒါပေမဲ့အသက်အရွယ်ကလည်းကြီးရင်လာနေမြဆရာကြောင့်အရင်ကလိုတွတ်တွတ်လက်လက်မလှူရှားနိုင်တော့ဘူးပေါ့။ဒီရက်ထဲအချို့ကြောင့်အမျိုးမျိုးရနာမကျန်းဖြစ်လာတဲ့အခါပူဆူတော့တာပေါ့။သူအာကားမောင်းတံနဲ့လှူရှားနိုင်တော့ကသူ့ဘေးမှာ ညာဝါးစားတောင်းနေကြတဲ့အကောင်တွေကလည်းအနာမမရှိကြတော့ဘူး။အိုနာဂျိုကန်မြေခွေးတစ်ခါမဲကျန်တော့တယ်။နာမကျန်းဖြစ်နေတဲ့ချင်းသေးအိုကြီးမှာဆန္ဒတစ်ခုရှိတယ်။အဲဒါကတော့တရေတကောင်ရဲ့အသေးနှလုံးနဲ့အုံနာကိုစားတောက်လိုက်ရရင် သူရောဂါသက်သာပြီးကျန်းမာလာနိုင်မယ်လို့ယုံကြည်နေလေတဲ့။ဒါကြောင့်မလန်မကန်မှာရှိတဲ့သူတပည့်မြေခွေးတွေကိုခေါ်ပြီးဒီလိုပြောတယ်။တပည့်ကြီးငါနေကောင်းကျန်းမာလာဖို့အတွက် တရေရဲ့နှလုံးနဲ့အုံနာကိုစားရမှဖြစ်လိမ့်မယ်။အဲ့ဒါဟာငားရဲ့ဓာတ်စာပဲ။မင်းကငားရဲ့ငယ်မွေးခြံပေါက်ပြီးပြီးတော်ဆန်မှရှိတဲ့တရေကိုလိမ့်ညာပြီးငားနာကို အပခေါ်ခဲ့ပါ။အကျံအောင်ရင်ထုံစံအတိုင်းအတွင်းချံတွေဟာမင်းအတွက်ပေါ်လို့ပြောပြီးတရေရှိတဲ့အရက်ကိုညွန်ပြလိုက်တယ်။ညီခွေးဆိုတဲ့အကောင်ကချင်းသေးကိုလွန်ဆန်ရဲတာမှမဟုတ်တော့ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။ ချင်းသိရဲ့အတင်းကျန်လေးတွေကိုကတ်စားနေတဲ့အကောင်ပီပီ ချင်းသိကြီးရဲ့ဆန္ဒအတိုင်းတရေစီကိုသွားပြီးဒီလိုလှည့်ဖျားပြောဆိုပါတယ်။မိတ်ဆွေကြီးကိုတရေအခုကချင်းသိမင်းကြီးမကျမ်းမမာဖြစ်နေရကိုခမားသိပါတယ်နော်။ကျုပ်ထင်တော့အဲ့ဒီအဖိုးကြီးတိတ်ကြတော့မယ်မထင်ဘူး။ဟိုနေကကျုံနဲ့တွေ့တော့အချိန်လေးကတိတ်မကောင်းတာအမှန်ပဲ။အားလဲရှိပုံမရဘူး။သူလဲသူ့ကိုသူသိတဲ့ထနေ။ သူကွယ်လွန်တော့မှာမလို့သူကိုယ်စားဘရင်အစ်တစ်တပါခံထားခဲ့ခြင်းနဲ့သူဆန္ဒကခမ ्या ကိုရည်ရွယ်ဟန်တူတယ်။ဒါကြောင့်ခမ ्या ကိုကြုတ်လာခေါ်တာပဲ။လူမမာသွားမိလိုက်ပါအောင်လို့မမှန်မကန်တာတွေကိုပြောပြီးတရေကိုတိမ်သွင်းစီယုံပါတယ်။ဘရင်ဖြစ်ခြင်းနဲ့တရေကလည်းမိခွေရဲ့စကားကိုယုံပြီးလိုက်ပါလာပါတယ်။ချင်းသေးကလည်းအကြံနဲ့စောင့်နေရပုံ။တရေလည်းရောက်လာရောအစာငက်နေတဲ့ချင်းသေးအိုကြီးက အင်ရီဆေမီယာနဲ့လှမ်းကုတ်လိုက်ပါတယ်။ဖျာပြီးအားနေနေရမလို့ထီအောင်မှုမရှိဘူး။တရေဟာလန်းပြီးအဝေးကိုထွက်ပြေးပါတယ်။ဆာယာခါနီမှလွတ်သွားတဲ့တရေဖိုဝဝကြီးကိုလက်လွတ်လိုက်ရတာကိုချင်းသိအိုကြီးကမကျေနပ်ဘူး။ဒါကြောင့်သူတပည့်ကြီးကိုပြန်ခေါ်ပြီးအဲ့ဒီအကောင်ကိုမရရအောင်လိန်ညာလေဖျာပြီးပြန်ခေါ်လာဖို့စီခိုင်းပြန်ပါတယ်။ငယ်ကြတပည့်ကြီးမြေခွေကလည်းသူအရှင်သခင်ဆရာသမားရဲ့အမေအတိုင်း တရကြီးစီကိုဒုတိယအကြိမ်ချင်းကပ်ပြန်ပါတယ်။အသက်ဘေးကလွတ်အောင်မနေပြေးခဲ့ရတဲ့တရဟာမြေခွေးကိုမြင်တော့ဒေါသထွက်ပြီးသူ့ဇုံနဲ့ခတ်ဖို့ပြင်နာပုံ။ဒါပေမဲ့ကလင်ကချင်းမြေခွေးကတရကိုအချိုသက်ပြီးဒီလိုပြောပြန်ပါတယ်။စိတ်မဆိုးပါနဲ့ဗျ။အမြင်ဆောင်ပြီးအထင်လွဲကြတာပါ။သူကထီနန်လွယ်ပေးမဲ့ကိစ္စကို တိုးတိုးကျကျခမားနဲ့စကားပြောဖို့အနားခက်လိုက်တာကိုခမားကအထင်လွဲသွားတာကို ဒီလောက်အရေးကြီးတဲ့ထိနှံလွဲပြားမှုဆိုတာသူကခမ ्या ကိုတူတူကျိကျိမှားစရာကိစ္စတွေရှိမှသိချားတယ်။ဒါကြောင့်ခမ ्या နာကိုသူမပြောမစိုးကက်လိုက်တာဖြစ်မယ်။ဒီတစ်ခါသွားရင်မကြောက်နဲ့နော်။သူကအာမရှိလို့အနာမကက်နိုင်တော့ခမ ्या ကက်သွားလိုက်ပါလို့လညာလှည့်စားပြီးပြောပြန်ပါတယ်။အနာယူဖြစ်နေတဲ့တရေကလည်းရှင်မယင်ဖြစ်ရချေသေးရဲ့ဆိုတဲ့အတွေ့နဲ့မြေခွေလိမ်ပြီးခေါ်လာတဲ့ခီလန်အတိုင်းချင်းသေးအိုကြီးအနာထိကက်သွားတာပေါ့။ ဒီတော့ချောင်းနေရဲ့ချင်းသေးကသူ့ကိုအလဲတကူပဲဖမ်းယူပြီးခိုင်စားလိုက်တော့တာပေါ့နှလုံးသားကိုဦးစားပေးပြီးစားသလိုကျန်တဲ့အသားတွေကိုလည်းငန့်ငန့်နဲ့အားပါတရစားရတာပေါ့ဒီရဲ့ချိန်မှာအကြံသမားမြေခွေးကဒီရဲ့ရဲ့အုံနာကိုဟွက်ထားလိုက်တယ်ချင်းသေးခွေရရောက်မှသူစားမယ်ဆိုတဲ့အတွေ့အကြံပါဒါပေမဲ့ချင်းသေးအိုကြီးကသူစားချင်တဲ့အုံနာကိုသတိရလာတဲ့အတွက်ရှာဖွေပါတော့တယ်ဒါပေမဲ့လုံးဝရှာလို့မတွေ့ဘူးတဲ့ဒါနဲ့မြေခွေးကိုမတင်ကားတဲ့အတန်နဲ့ အုံနောက်ပဲမလဲလို့မေးလိုက်ပါတယ်။ဒီတော့မြေခွေကဘာပြောတယ်မတ်တလဲ။ဒီတရေကအုံနောက်ရှိရင်မတူပါဘူးချင်းနေမင်းကြီးရဲ့။ကျွန်တော်တို့နှစ်ကြိမ်လောက်လင်ညာပြောဆိုတာတွေကိုယုံပြီးဒီနေရာထိလိုက်လာမှတော့အုံနောက်မရှိရတဲ့တော့ဘာပဲဖြစ်မှာပေါ့လို့ရှောက်တင်လိုက်တဲ့ကွယ်။